တို့ကြည်ပိုက်နေရတော့မင်းတို့အဲ့ဒီဘက်ကိုသွားလို့ရှိရင်ပြောင်းလို့ရှိရင်မင်းတို့မင်းတို့ကလည်းကိုယူယူပြီးတတ်မှာတတ်မယ်မင်းတို့ပြီးတော့မင်းတို့သွားလို့ရှိရင်လည်းမင်းတို့အဆင်မပြေဘူးအဲ့လိုတွေသူတို့ကတည်နေလွှင့်ထားတည်နေလွှင့်ကြောင်းသိန်းကလည်းကြောင်းသိန်းလာတဲ့ကလေးကိုအဲ့လိုတွေပြောပြောပြီးတော့သူတို့ပြောမှုခြောက်ထားတာပေါ့ခြောက်ထားတာသူတို့ကသွားရင်တတ်မှာပဲဆိုတော့အတွေးကြီးကသူတို့ကောင်းထဲမှာအမြဲတမ်းရှိတယ်။ဒါကျွန်တော်တို့လည်းအရင်ကတည်းကဝင်ခဲ့ပူပါတယ်အဲ့လိုကောင်းတော့အတွေးကြီးကငါတို့သွားရင်ငါတို့တတ်မှာပဲဆိုတော့တကယ်မြေပြင်မှာကျွန်တော်တို့ဒီမှာကိုတို့ဘက်နဲ့တွေ့တဲ့အခါကျတော့ရွေးရွေးကြိုတာကိုကြိုတာကိုတွေ့ရတော့ကျွန်တော်ဝမ်းသာတယ် ဒီလိုပြောတဲ့ပုံစံတိုင်းတည်မယ်ဆိုရင်ကျွန်တော်အရက်20ကျော်ပြီးတည်တာဒီမှာကျတော့ကျွန်တော်တို့အခုတွေ့ရတာကျတော့ညီကိုလိုညီလိုကိုလိုပဲဆက်ဆံကြတာညီလိုကိုလိုဆက်ဆံတဲ့ညီကိုမောင်မအရင်လိုပဲနေကြတာအဲကျွန်တော်ပြောနေတာကတော့ကွာဒီပို့ကိုတွေ့လို့ရှိရင်ကျွန်တော်ရဲဘော်တွေရောကျွန်တော်ညီလိုကိုလိုခင်တဲ့လူတွေရောညီရတက်နေတဲ့ဆက်သွယ်ပြီးတော့ထွက်ခဲ့ပါလို့ကျွန်တော်တို့မှတ်ခြင်းလဲအာလန်ဘဲမင်္ဂလာပါဒီကနေ့မှာတော့ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA ထံအလင်းဝင်လာတဲ့စကိုင်းတပ်မတ်33မှဒုတိယချက်နဲ့ BNRE ရဲဘော်တို့စကားဆက်မြည်ပြောဆိုထားသည့်ရုပ်တံကိုပြန်လည်မျှဝေပေးလိုက်ပါတယ်2025ခုနှစ်ဖေဖော်ဝါရီလ28ရက်နေ့တွင်စကိုင်းတက်မှ33မှမှတတလက်နှင့်အတူဒုတက်ချက်တခုပလဲမြုတ်ခံတက်မှမှတတလက်နှင့်အတူတက်သားနှင့်ဦးတို့သည်ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRE ထံသို့ချိတ်ဆက်အလင်းဝင်ပူးပေါင်းခဲ့ပါသည်အလင်းဝင်ပူးပေါင်းလာသော3ဦးအနက်2ဦးမှာအတင်းအဓမ္မစုဆောင်းခံရသောစစ်မှုထမ်းပြည်သူစစ်များဖြစ်ကာ စုစုပေါင်းမောတတနတ်နှင့်လက်နှင့်အတူပေါက်နှင့်ခုကြည်46တောင်းပါရှိခဲ့ပါသည်။ရင်းလင်းဝင် CDN ပြုလုပ်လာသောတတား3ဦးအနက်လက်နှင့်ဖြင့်အလင်းဝင် CDN ပြုလုပ်လာသောတတား2ဦးအား BNRE အနေဖြင့်ငွေကျပ်သိန်း20စီစုချင်းမြင့်ကသွားလိုသည့်ဘေးကင်းရာနေရာသို့ပို့ဆောင်ပေးခဲ့ပြီးဖြစ်ပါသည်။နံပါတ်ကတော့တူတက်ချက်လာမည်ဖြစ်ပါတယ်။ကျွန်တော်ကိုပိုင်နံပါတ်ကတော့တောင်းမှု3.5၄ခုနှစ် တော့ကျွန်တော်တက်ခဲ့တဲ့တင်ခဲ့တင်နှန်းချောင်းကတော့ပသိန်း၄ချီ၆၄ချီ၆မှာကျွန်တော်တင်နှန်း၆လက်တက်ပြီးတော့သူတင်နှန်းစင်းကာလာတင်နှန်းစင်းတော့ကျွန်တော်မော်ချွန်ခမ၅၃လေးကိုကျွန်တော်တောင်းချခဲ့ပါတယ်တောင်းချပြီးတော့မော်ချွန်ခမ၅၃လေးရမှတစ်ဆင့်2022မှာကျွန်တော်တက်ပြောင်းရွှေ့ကာလာနဲ့ကျွန်တော်ကြောင်မြောက်ခမ၅စနစ်ကိုကျွန်တော်တောင်းရွှေ့ချောင်းထမ်းဆောင်ခဲ့ပါတယ်ဟိုတိုက်ပွဲလေးတွေလည်းပါဟိုကျွန်တော်တွေ့ကြုံလေးတော့လည်းရှိတာပါရှိတယ်ဆိုတော့ကျွန်တော်ဂျာမာသွားလာလေးနဲ့ဂျာမာကားတွေမှာကျွန်တော်တို့ဟိုဟိုမိုင်းဆွဲတက်ခိုက်လာလေးတော့လည်းပါခံခဲ့ရပါတယ် ကလုံးလာရင်အကြောင်းကြီးတော့ဒီထက်လန်အောက်ကြီးကလာကြီးကိုကျွန်တော်မနေနိုင်လို့ရောချင်းချင်းပေါ်လဲဆာနာဆာနာလဲစိတ်နဲ့ကျွန်တော်ဒီစီတီယံလောက်လာချင်းဖြစ်ပါတယ်စက်ဒီကလာအနာသိန်းလုံးကကျွန်တော်မိုးကျွန်းခမ်းမငါးသုံးလေးမှာပဲရှိသေးတယ်ငါးသုံးလေးမှာငါးသုံးလေးမှာကျွန်တော်အဲ့မှာလုံချုံကြီးတာဝန်တို့ကျွန်တော်ထမ်းဆောင်ရတယ်လုံချုံတာဝန်ထမ်းဆောင်တဲ့မြို့ကတော့ဒီထားဖို့မှာထားဖို့မှာလုံချုံကြီးတာဝန်ကိုကျွန်တော်ယူထားရတယ်အနာသိန်းတော့ဒီဟာကြီးရဲ့ဒီဟာကခဏပါခဏအနာသိန်းကိုပြောမလို့အနာဦး သူတို့ခဏထင်းသိမ်းထားတာပေါ့6လတိုင်းတလင်းတန်တွေသူခဏထင်းသိမ်းထားတာဆိုပြီးအခုလက်ရှိကာလကြီးကျတော့သူတို့ကတုံးကအမြဲတလေကြီးဖြစ်သွားတာဟာတက်ထဲမှာတော့ခန်းကြီးမင်းကြောမယ်ဆိုရင်ကွာထောင်သားနဲ့မကွာဘူးထားတာအပြင်ကအပြင်ကပြောမယ်ဆိုရင်အပြင်ကအเจ้าရည်ကိုဘာမှမသိရဘူးမျက်လုံးပိတ်နားပိတ်အကုန်ထားတာအဲ့တော့အပြင်ကအเจ้าရည်သိမှာသူတို့ဒီဖေဖော်လေးလိုင်းကြီးတုံးလာတော့မှပဲလိုက်စစ်ဆီဒီယန်လို့ပို့ကျွန်တော်တလားလောက်ကိုကျွန်တော် တော်တော်လေးကိုကြိုးစားတယ်တလားတော့ကျွန်တော်အဆက်အသွယ်တွေကိုရအောင်လို့ကျွန်တော် like ချက်ချိန်ပြီးတော့ကျွန်တော်စီကံလုပ်ဖို့ကျွန်တော် Facebook Facebook ပုံမှန်လေးကို like ကိုနေပေါ် TikTok ပုံမှန်လေးကိုကျွန်တော် like ရှာရှာပြီးတော့ကျွန်တော်တန်ငယ်ချင်းကြောင်းသွားတီးတော့မှကျွန်တော်အခုလိုစီကံလုပ်လာတော်တော်ခက်ခဲပါတယ်ကျွန်တော်တွေတိတ်ညာတော့ကျွန်တော်အကြောင်းအရာတော့မသိဘူးဗျာ။ကျွန်တော်တွေတိတ်ညာတိတ်နေအကြောင်းအရာတော့သူတို့ကတိုက်ဖို့ကပြောမှဆိုရင်ကျွန်တော်တို့ဒီတုံးတုံးထဲမှာဆိုလို့ရှိရင်သူတက်မှတ်မှုအစီအစဉ်နဲ့တိတ်ညာပေါ့။တက်မှတ်မှုအစီအစဉ်နဲ့တိတ်ညာလာဆိုပြီးတော့အဲတိတ်ညာလာပဲရှိရကျွန်တော်တို့ဘာအကြောင်းအရာတော့မပြောဘူး။ ကျွန်တော်ယူလာတဲ့ကျွန်တော်ယူလာတဲ့လက်နက်ငယ်ကပြောမယ်ဆိုရင်ဟိုကတင်းသမားရဲ့လက်နက်ငယ်ကိုကျွန်တော်ယူလာတယ်။တင်းသမားရဲ့လက်နက်ငယ်ကိုဘယ်လိုယူလာလဲဆိုတင်းသမားကိုကျွန်တော် တပတ်ရိုက်ပြီးတော့ပေါ့ရက်တိုက်ပြီးတော့ကျွန်တော်ယူလာ။တော့ရအောင်ယူလာမယ်ဆိုပြီးတော့အဲသူတို့ကြီးပိုက်နေရတော့မင်းတို့အဲ့ဒီဘက်ကိုသွားလို့ရှိရင်ပြောင်းလို့ရှိရင်မင်းတို့မင်းတို့လက်နက်ကိုယူယူပြီးတတ်မှာတတ်မယ်မင်းတို့ပြီးတော့မင်းတို့သွားလို့ရှိရင်လည်းမင်းတို့အဆင်မပြေဘူး အဲ့လိုတွေသူတို့ကတင်းနေလွှင့်ထားတင်းနေလွှင့်ကြောင်းသိန်းကလည်းကြောင်းသိန်းလာတဲ့ကလေးတွေကိုအဲ့လိုတွေပြောပြောပြီးတော့သူတို့ပြောမျိုးခြောက်ထားတာပေါ့ခြောက်ထားတာသူတို့ကသွားရင်တတ်မှာပဲဆိုတော့အတွေးကြီးကသူတို့ကောင်းနေမှာအနေနဲ့ရှိတယ်ဒါကျွန်တော်လည်းအရင်ကတော့ဝင်ခဲ့ပူပါတယ်အဲ့လိုကောင်းတော့အတွေးကြီးကငါတို့သွားရင်တော့တတ်မှာပဲဆိုတော့တကယ်မြေပြင်မှာကျွန်တော်တို့ဒီမှာကိုတို့ဘက်နဲ့တွေ့တဲ့အခါကျတော့တွေးတွေးကြိုတာကိုကျူစွာတာကိုတွေ့တော့ကျွန်တော်ဝမ်းသာတယ်ကျတော့သူတို့ပြောတဲ့ပုံစံတိုင်းနဲ့ကွာရဲကွာရဲသူတို့ပြောတဲ့ပုံစံတိုင်းသိမယ်ဆိုရင်ကျွန်တော်အရင်20ကျော်ပြီးသိတာ ဒီမှာကျတော့ကျွန်တော်တို့အခုတွေ့ရတာကျတော့ညီကိုလိုညီလိုကိုလိုပဲဆက်ဆံကြတာညီကိုလိုဆက်ဆံညီကိုမောင်မအရင်လိုပဲနေကြတာခုလက်ရှိပုံစံမျိုးနဲ့ဆိုလို့ရှိရင်အခုတော့ပါစာရင်နဲ့တိုင်ပတ်ဆက်ဝင်နေမယ်ဆိုရင်တော့ရှုံးပါပဲစစ်ကတော့အများကြီးရှုံးနေမှာပဲအဲကျွန်တော်ပြောနေတာကတော့ကွာဒီဘို့ကိုတွေ့လို့ရှိရင်ကျွန်တော်ရဲဘော်တွေရောကျွန်တော်ညီလိုကိုလိုခင်တဲ့လူတွေရောညီကတက်နေလက်ဆက်သွယ်ပြီးတော့ထွက်ခဲ့ပါလို့ကျွန်တော်ကမှားခြင်းတယ်